ီလက္ခဏာတွေကိုတွေးနေရပြီဆိုရင်တော့တင့်အသေးကအလောက်အလွန်ကြုံလုံနေရပြီအလောက်အလွန်ကြုံပြိနေပြီဆိုတာကို သိရှိနိုင်ပါတယ်အသေးဟာခန္ဓာကိုယ်အတွင်းကအလောက်များတဲ့စိတ်ယုံတစ်ခုနဲ့တူပါတယ်၎င်းဟာအစိတ်အတော့တွေကိုတည့်စေပြီးချင်းအစာချိဖက်ခြင်းကိုကူညီပေးခြင်းစွမ်းရင်ထူလောင်ခြင်းနဲ့သွေးတို့ကိုကျန်းမာစေခြင်းတို့ကိုလှုပ်ဆောင်ပေးပါတယ်ဒီလိုအလောက်များတဲ့အင်္ဂါဟာ မကြမ်းမာတဲ့အစာအသောက်အရက်အလွန်ကျွံတောက်ချင်းဒါမှမဟုတ်ရင်အခြားစိတ်ဖိစီးမှုတွေကြောင့်အလုပ်ပိုးလို့ရတဲ့အခါမှာသတိပေးလက္ခဏာတွေပြလာတတ်ပါတယ်။အသေးကအလုံများနေပြီးအချူပြူဆိုင်ဖို့လိုအပ်နေရစရာကိုပြသတဲ့လက္ခဏာ၅ချက်အကြောင်းကို အခုဖော်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁ပင်မနှွဲနေခြင်းနဲ့အာနေခြင်းအသေးဟာစားလိုက်တဲ့အစာအစာကိုစွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။ အလုံများလို့တဲ့အခါမှာဒီလုပ်ငန်းကိုတတိယရလှုပ်ဆောင်မှုခက်ခဲလာပါတယ်။ဒါကြောင့်တင်ဟာအရေးဝနေရင်တော့အမြဲပင်ပန်းရနေနေတတ်ပါတယ်။အဆက်၄နာရီအဖြစ်အလုံးလုံးနေရတဲ့စိတ်ယုံကိုစိတ်ကူးရင်ကြည်ပါ။နောက်ဆုံးမှာဆက်တွေဟာနှီးကွေးလာမှာဖြစ်ပါတယ်။နံပါတ်၁အစာချေပြဿနာများကျန်းမာတဲ့အသေးဟာတဲကြီရီကိုထုတ်လုပ်ပေးပါတယ်။တဲကြီရီဟာအစီအရေးကိုချိဖြက်ပေးပြီးတော့အစာချေပြတ်မှုကိုပုံနေပေးပါတယ်။ သင်ရဲ့အတဲကဖိစီးမှုတွေများနေတဲချီရေလုံလောက်အောင်မထုံနိုင်တော့ဘဲနဲ့ဘိုက်အောင်ခြင်းဝမ်းချုပ်ခြင်းဒါမှမဟုတ်ရင်ဝမ်းလျှော့ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။နံပါတ်3အသားအယောင်ပြောင်းလဲလာခြင်းအသေးအလွန်အကျော်အနှုတ်လို့ရခြင်းရဲ့ပုံမှန်မြင်တဲ့လက္ခဏာတစ်ခုကအသားအယောင်ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ဒါကတော့အသားအယောင်နဲ့မျက်လုံးအဖြူသားတွေဝါလာတဲ့အဝါတံမြင့်တက်လာတာပဲဖြစ်ပါတယ်။အသားအယောင်မှာအနှဲငယ်ပြောင်းလဲမှုရှိလာခဲ့ရင် အသည်းဝင်ပြီနေပြီဆိုတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။နံပါတ်၄ဘိုက်အောင်ခြင်းသူမဟုတ်နာကျင်ခြင်းအသည်းဟာဝမ်ဘရဲ့အပေါ်ဘက်ညာဘက်အချက်မှာရှိပါတယ်။အလုတ်များလုံးတဲ့အတွက်ရောင်ရမ်းလာရင်တဘာမဟုတ်ကြီးလာရင် နာကျင်မှုကိုခံစားရထိုင်ပါတယ်။အစားစားပြီးတိုင်းဘိုက်အောင်နာကျင်လေးရှိပါတယ်။အလုံးများရစ်ဆက်ကအပူလွန်ခဲ့သွားတဲ့ကဲ့သို့တင့်အသေးကလည်းဖြစ်စည်းမှုများလာရင် နာကျင်လာပြီးတော့ ်တင့်နေထိုင်မှုကိုပြန်လည်သုံးသပ်ဖို့လိုအပ်နေပါတယ်။နံပါတ်5ညှောလိမထားတဲ့ခိုးလေးခြင်းပြောင်းလဲခြင်းအသည်းဟာခန္ဓာကိုယ်ကအာဟာရတွေကိုဘလူးချိဖြက်ပြီးသူးလောင်တယ်လဲဆိုတာမှာ အရေးပါတဲ့ကဏ္ဍကနေပါဝင်နေပါတယ်။အလောက်များလို့ရင်ကိုယ်အလေးချိန်မှာပြောင်းလဲမှုတွေကိုကြုံရနိုင်ပါတယ်။စားတဲ့ဟိုပုံစံမပြောင်းလဲပဲနဲ့ကိုယ်အလေးချိန်ကျသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီလိုမျှောလဲမထားတဲ့ပြောင်းလဲမှုတွေကတင့်အသေးဟာအလုပ်ပုံလုပ်နေရတယ်ဆိုတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ကဲအထက်မှာပြောပြခဲ့တဲ့လက္ခဏာ၅ချက်ထဲမှာမိမိမှာဒီလက္ခဏာတွေတွေ့နေရပြီဆိုရင်ဘာလို့တင်တယ်လဲဒီလက္ခဏာတွေတဲကတခုတူးမဟုတ်တခုထက်ပိုပြီးတော့တွေ့နေရပြီဆိုလို့ရှိရင်တင့်ရဲ့အသေးဘူအထူးပြုဆိုင်ဖို့အချိန်တန်းပါပြီကျမရဲ့နည်းညွတ်တဲ့အစားအစာတွေကိုစားပါဥပမာတတိဝလန်တွေကိုစားပေးတာဟင်းသီးဟင်းရွက်နဲ့ပူဒိန်းတူဝါတဲ့အစားအစာတွေကိုဦးစားပေးပြီးစားပေးပါအစိမ့်တော့ဖြစ်စေတဲ့အရာတွေကို ရှောင်ပါအရက်ကိုလျှော့တောက်ပြီးတော့ အစီအစဉ်စားလို့ရတဲ့အစားအစာတွေပြုပြင်ထားတဲ့အစားအစာတွေကိုရှောင်ပါဒါတွေကအသေးကိုအလုတ်ပိုလုတ်ပေးရစီပါရရီမြမြတောက်ပါရီမြမြတောက်ခြင်းကအသေးကိုအစိအတောက်ပြီးစွန့်ထုတ်ဖို့အတွက်ကုနေပေးနိုင်ပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်ပြီးပါကိုယ်လည်းရှာမှုကိုပုံမှန်ပြုလုပ်ပြီးခြင်းကជីវကာမဖြစ်စဉ်ကိုကောင်းစေပြီးတော့အသေးပုံမှန်လည်းဖြည့်ဆည်းမှုကိုလျှော့ချပေးနိုင်ပါတယ် ပုံမှန်ကျမ်းမာရေးစစ်ဆေးမှုနဲ့တွေးစစ်ဆေးမှုများကိုပြုလုပ်ပြီးတော့ကျန်းမာရေးပြဿနာများကိုအချိန်မီတိရှိအောင်လဲစူးစမ်းတင်ပါတယ်။ဒါကတော့မဖြစ်မနေဒီနှစ်တစ်ခါပြုလုပ်တဲ့အရာပဲဖြစ်ပါတယ်။လူအပ်ပါကအသေးရောကအထုခုဆရာဝန်ကြီးများနဲ့လည်းတိုင်ပင်ပြသဖို့လူအပ်ပါတယ်။ဒီသတိပေးလက္ခဏာတွေကိုသတိထားပြီးကျန်းမာရေးတဲ့နေရွတ်တဲ့နေထိုင်မှုပုံစံကိုရွေးချယ်ခြင်းအပြင်အသေးကိုပို့မှုတန်မအောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။ကဲဒါဆိုရင်တော့ဒီနေ့ပြပြပေးခဲ့တဲ့ ။တင့်ရဲ့အသေးဟာအလုံးအလွန်ကြုံပြီးနေပြီးဆိုတာကိုပြရတဲ့အချက်၅ချက်ကိုသိရှိရပြုလို့ထင်ပါတယ်။ဒီလက္ခဏာ၅ချက်ကိုခံစားရပြီးဆိုလို့ရှိရင်လည်းဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲ။လူအပ်လို့ရှိရင်အသေးယောဂအထူးပုဆောင်ကြီးများနဲ့ပြသရမယ်ဆိုတော့ကလည်းသိရှိရပြုလို့ထင်ပါတယ်။အကယ်၍ဒီဗီဒီယိုလေးတွေကတင့်အတွက်အကျိုးရှိရဲ့ဆိုလို့ရှိရင်ဒီ channel လေးကို like and subscribe ပြုလို့ပြခဲ့ပါအောင်နော်။တင့်ရဲ့ subscribe တခု တင်ရဲ့ sharing တခုဟာဆိုလို့ရှိရင်ကျမအတွက်နောက်ထပ်နောက်ထပ်တော့ကျမရဲ့ပတ်သက်တဲ့ video တွေကိုပြုလုပ်ဖို့အတွက်ခွန်အားများဖြစ်စီမှာပဲဖြစ်ပါတယ်ရှင်။ကဲအားလုံးပဲ now video မှာပြန်လည်တွေ့ဆုံကြပါအောင်ဆိုနော်။